Hello အားလုံးပဲမင်္ဂလာပါရှင်။ Hoshi Page ကနေကြိုဆိုပါရစေ။ကျွန်တော်နာမည် Hoshi ပါ။ကျွန်တော်ဒီနေ့မျှဝေပေးခြင်းတဲ့အကြံအလေးကတော့ဒီမြန်မာနိုင်ငံမှာခေါ်ကြတဲ့မိုးကုတ်မြ၊မိုးကုတ်စိန်ဆိုတာလေးနဲ့ပတ်သက်ပြီးတော့မျှဝေပေးခြင်းပါရစေ။အဲမိုးကုတ်မြဆိုတာက dioxide ကိုပြောတာပါ။သူကအစိမ်းအောင်ခါလိုက်ရှိပါရစေ။နောက်တစ်ခုကကြတော့မိုးကုတ်စိန်၊မိုးကုတ်စိန်ဆိုတာကထက်တရားကိုခေါ်တာပါ။အဲ့တော့ကျွန်တော်တို့ဒီခုတင်စားခေါ်နေတဲ့မိုးကုတ်မြသည် ျွန်တော်တို့ဒီ Emerald မြင်ရနဲ့မတူပါဘူး Emerald မြင်က Colombia ရော Zambia ရောထရက်တာကို Emerald မြင်ပါ ဈေးတည်လည်းအများကြီးกว่าပါတယ်အဲ့တော့မိုးကုတ်မြဆိုတာကဒိုင်အောက်ဆိုက်ကိုပြောခြင်းဖြစ်ပြီးတော့နောက်တစ်ခုကမိုးကုတ်စိမ်မိုးကုတ်စိမ်ဆိုတာလေကျွန်တော်တို့ဒီစိမ်လိုမျိုးပဲအဖြူရအပွင့်ရှိရထက်တရာသေးသေးလေးတွေပေါ့နော်ဒီအထယ်လုတ်တဲ့အခါမှာကြောက်တရဲ့ဘေးမှာတချို့ဆိုရင်စိမ်အစားအဲ့ထက်တရာလေးတွေကိုပတ်ကြတယ်အဲ့တော့အဲ့ဒါကိုမိုးကုတ်စိမ်ဆိုပြီးတော့တင်စားခေါ်ခြင်းမျိုးဖြစ်ပါတယ်ဟုတ်ကဲ့အခုဆိုလို့ရှိရင်เนาะမိုးကုတ်မြဆိုတာဒိုင်အောက်ဆိုက်ကိုပြောတာဖြစ်ပြီးတော့မိုးကုတ်စိမ်ကတော့ထက်တရာကိုပြောတာဆိုတာလေးတည်သွားပြီးလို့ယုံကြည်ပါရရှင် ီဒီယိုလေးတွေကိုအမြဲတမ်းအဆုံးထိနှာထောင်ပေးတဲ့အတွက်ကျေးဇူးပါရှင်